်မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရေးရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုထိန်းချုပ်ထားသည့် AA ပါဝင်ရန်အရေးကြီးဟုအမေရိကန်ကကုလသမဂ္ဂတွင်ထုတ်ပြောလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဘင်္ဂလားဒေ့ရှ်တွင်ရောက်ရှိနေသောရိုဟင်ဂျာဒုက္ခသည်များအားလုံးနေရပြန်နိုင်ရေးအတွက်ရခိုင်ပြည်နယ်တစ်ခုလုံးညီပါကိုထိန်းချုပ်ထားသည့်အာရကတက်တော် AA အပါအဝင်ပါဝင်သည့်ပါဝင်ထိုက်သူအားလုံးပါဝင်ဆွေးနွေးရန်အရေးကြီးကြောင်းအမေရိကန်ပြည်ထောင်စုကထုတ်ဖော်ပြောဆိုလိုက်ပါသည်။ဆွန်လာ၁၀ရက်နေ့ကုလသမဂ္ဂအတွေ့အကြုံမှုချုပ်ဤ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မစ္စတာဂျူလီဗီရှော့၏ရှင်းလင်းတင်ပြချက်ကိုကြားနာသည့်ကုလသမဂ္ဂအထွေထွေညီလာခံ၏အလို့သဘောအစည်းအဝေးတွင်အမေရိကန်သံတမန်ဂျိုနသန်ရှိုင်ယာကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်။ရိုဟင်ဂျာဒုက္ခသည်များနေရပ်ပြန်နိုင်ရေးဆွေးနွေးပွဲတွင်ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုထိန်းချုပ်ထားသည့်ရခိုင်တပ်မတော်အပါအဝင်ပါဝင်ပတ်သက်သူများအလုံးပါဝင်ကြရန်အရေးကြီးကြောင်းအမေရိကန်ပြည်ထောင်စုအနေဖြင့်မြန်မာစစ်တပ်၏ဖိနှိပ်ချုပ်ချယ်မှုနှင့်အကြမ်းဖက်မှုများကိုခန်းဆားနေကြရသည့်ရိုဟင်ဂျာဒုက္ခသည်များ နှင့်အတူရက်တီလျက်ရှိကြောင်း၎င်းကဆိုပါတယ် ရှက်ခိုင်းပြီးနေအတွင်းအတင်းအာမပြောင်းရွှေ့စီမှုများရက်ဆက်ချမ်းကြုံမှုများအစီရင်ခံစားများနဲ့ပတ်သက်၍အလွန်ဆိုးရိမ်ပူပန်ကြောင်းမြန်မာစစ်တပ် AA အပါအဝင်တပ်ဆိုင်သူများအလုံးကိုအရက်သားများကိုကာကွယ်ရန်နှင့်လူအသက်များကိုတန်ဖိုးထားရန်အမေရိကန်ကတိုက်တွန်းထားပါတယ်။ရိုဟင်ဂျာတွေအပေါ်ရက်ဆက်ချမ်းကြုံမှုများကျူးလွန်ခဲ့သောမြန်မာစစ်တပ်ကတာဝန်ခံမှုတာဝန်ယူမှုမှလွတ်မြောက်နေစေဖြစ်ပြီးစစ်တပ်ကရိုဟင်ဂျာများကိုဆက်လက်ဖိနှိပ်နေကြောင်းပြည်သူများကိုပုံကျဲခြင်း၊ကြောင်းများနှင့်ဝေးပြူရာအိမ်များကိုပုံကျဲခြင်း ်ရိုဟင်ဂျာများကိုစစ်ထဲသို့အတင်းအကျပ်သွတ်သွင်းတိုက်ခိုက်စစ်မှုထမ်းခိုင်းနေကြောင်းအမေရိကန်ကထောက်ပြပါရယ်ရခိုင်ပြည်နယ်အတွင်းအင်တာနက်နှင့်အခြားသောဆက်သွယ်ရေးလမ်းကြောင်းများပိတ်ထားခြင်းကြောင့်ဒေသတွင်းလူမှုအတိုင်းဝိုင်းများကိုဆက်လက်ထိခိုက်စေပြီးမြန်မာစစ်တပ်၏ရက်စက်ရုံမှမှုများကိုဖုံးကွယ်နေကြောင်းတယ်လီဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးအလုံးကို ကျန်းလေဖွင့်ပေးရန်မြန်မာစစ်တပ်ကိုတောင်းဆိုကြောင်းအမေရိကန်ကဆက်လက်ပြောဆိုပါတယ်စစ်တပ်ကအလွန်လိုအပ်နေတဲ့အရေးပေါ်အကူအညီတွေပေးပို့မှုကိုဆက်လက်ပိတ်ဆို့ထားတာကြောင့်လူသားချင်းစာနာမှုလိုအပ်ချက်တွေမြင့်တက်လာနေပါတယ်ရိုဟင်ဂျာတွေငြိမ်းချမ်းစွာနေရပြန်နိုင်ဖို့ရေရှည်တည်တတ်တဲ့ဖြည့်ရှင်ချက်တွေလိုအပ်တယ်မြန်မာအတိုက်အခံအဖွဲ့တွေနဲ့ရိုဟင်ဂျာအတိုက်အဝန်းရဲ့အတိတ်ပဲရှိတဲ့ဖူးပေါင်းပါဝင်မှုကဒီအဆုံးသက်ဖြည့်ရှင်ချက်ရရှိဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ရခိုင်ပြည်နယ်မှာရှိနေတဲ့ရိုဟင်ဂျာတွေမြန်မာနိုင်ငံကနေနေရက်ဆုံးခွာသွားသူတွေနဲ့တတိယနိုင်ငံတွေမှာပြန်လည်အခြေချနေထိုင်သူတွေအပါအဝင်ဖြစ်နိုင်သမျှကျေပြန့်တဲ့ရိုဟင်ဂျာအသံတွေကိုကျွန်တော်တို့နားထောင်ရပါမယ်ဟု အမေရိကန်တန်တမန်ဂျွန်နသန်ရှာယာကဆိုပါတယ်။အမေရိကန်ပြည်ထောင်စုအနေဖြင့်လူအသက်ကိုတန်ဖိုးထားလေးစားရေးပြိပခါများအဆုံးသက်ရေးငြိမ်းချမ်းရေးပြည်လဲထူထောင်ရေးတို့အတွက်ဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းဂျိုနသန်ရှာယာကဖော်ပြပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီး ဆယ်စင်းရှိသွားပြီးပြည်သူ့လွတ်မြောက်ရေးတမတော် PLA အထွေထွေအတွင်ရင်မူဒေါ်နီနီကျော်မှစစ်အုပ်စုပိုင်းဂျက်တိုက်လေရင်ဒစီအားပြစ်ချနိုင်ခဲ့ပြီးသကိုင်းတိုင်းပလဲမြို့နယ်ရှိစပါးစိတ်ခြေရွာဖုန်ကြီးကျောင်းတဲ့သို့ နီးလောင်ပြတ်ကျသွားသည်ဟုသတင်းဌာနသို့အတည်ပြုပြောကြားခဲ့ကြောင်းသိရပါသည်။စစ်အုပ်စု၏သတင်းမှန်ပြန်ကြား၏အဖွဲ့မှထုံးစံအတိုင်းပင်လေ့ကျင့်နေစဉ်အတွင်းဆက်ချုံရွံ့၍ဖြစ်သည်ဟုပြောလာခဲ့သည်။ဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်ခံ PLA များသည်ဇွန်လ၂ရက်နေ့မှစ၍ပလဲမြို့နယ်အတွင်းရှိကန်တောင်းရွာရဲစခန်းကိုသိမ်းပိုက်နိုင်ရန်တိုက်ခိုက်လာ၍တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။စစ်တပ်မှတိုက်လေရင်များ ဝိုင်းတွဲလျင်များနဲ့ပုံချဲပြီးအပြင်းထန်ကုကန်နေစဉ်ယခုလိုပြစ်ချခံရခြင်းဖြစ်သည်။အာနာသိမ့်ပြီးချိန်ကစ၍ဆက်ချိုရွရဆိုကပြစ်ချခံရသောစစ်လျင်ပေါင်းဆယ်စင်းရှိလာခဲ့ပြီးဖြစ်သည်။အမျိုးအစားအပြင်ဂျက်တိုက်လျင်၄စီ၊ရဟတ်ရင်၅စီ၊တိုက်ခိုက်ရေးရဟတ်ရင်၁စီတို့ဖြစ်သည်။ တော်လန်ရေးတပ်များက0550 Caliber M2 Browning 7တနတ်သုံး၍ပြစ်ချခဲ့ခြင်းဖြစ်သည်ဟုမျက်မြင်သက်သေများကဆိုသည်မန္တလေးမြောက်ဖက် PDF များထိန်းချုပ်ထားသောမရီယာမြို့နယ်အတွင်းသို့စစ်ကြောင်းထွက်လာသောစစ်ကောင်စီတပ်များနှင့်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်ဟုသိရသည် ထိုးစစ်ကိုရက်လိုက်တိုက်လိုက်လုပ်နေပြီဆိုကရန်သူအားအင်အားစုစည်းချိန်အချိန်ပေးတယ်လို့ဖြစ်ပေတော့မည်အခုလည်း TNLD နောက်ချိုးကိုလက်လို့ရမတက်ဖြစ်နေသည်တရုတ်နှင့်ပတ်သက်၍၎င်းတို့၏သဘောထားမပြတ်သားမှုကြောင့်လက်အောက်ခံတပ်များအကြားစိတ်သက်ကြဆင်းလာမှုနှင့်မယုံသင်္ကာမှုများနှင့်အတူလူထုထောက်ခံမှုလည်းကြဆင်းလာနေခြင်း၏ရလဒ်များပင်ဖြစ်သည်တော်လန်ရေးကြီးအမြန်အောင်မြင်ဖို့အရေးကြီးဆုံးအချက်ကမျိုးပြလူထုလှုပ်ရှားမှုနှင့်တော်လန်ရေးကိုဟန်ချက်ညီညီလှုပ်ရှားနိုင်မှာဖြစ်ပေမည်ကျူးပါတော်လန်ရေးကိုကြည့်မည်ဆိုရင်ထိုနည်းနှင့်ပင်ဖြစ်သည် ်အမေရိကန်ဤပံပိုးပေးထားသည့်အာနာရှင်ဘာစစ်စတာအစိုးရကလည်းကက်ဆက်ချိုနှင့်ခြေတို့ဤဇူလိုင်26လှုပ်ရှားမှုတက်များကို B26 ဘုံကျဲလျင်ကြီးများနှင့်တော်လုံးကျွတ်မြဘုံကျဲတိုက်ခိုက်ခဲ့သည်သို့သောဆန်ဒီယာဂိုတွင် 1959ဇူလိုင်30ရက်နေ့တွင်ပေါ်ပေါက်ခဲ့သောအလုတ္တမမြား၏အထွေထွေသပိတ်ကြီးသည်တော်လန်ရေး၏အလဲအပြောင်းကြီးဖြစ်လာခဲ့သည်။ထိုနေ့ကိုယခုတိုင်တော်လန်ရေးအာစာနီများနေဟုသတ်မှတ်ခဲ့သည်။ယခုအခါလူလူအဖို့စာဝတ်နေရေးကြက်တဲသည့်ထက်ကြက်တဲလာနေပြီဖြစ်၍မိသူတို့တယောက်၏နှုံးဆော်မှုမှမပါဘဲလူလူအောင်ကြွားမှုကြီးကအနည်းနှင့်အမြန်သူ့အလိုလိုဖြစ်ပေါ်လာတော့မည်ဖြစ်သည်။မင်းအောင်လိုက်အပေါ်စိတ်ပြက်လာနေပြီဖြစ်သော၎င်း၏တစ္ဆာခံတက်များသည့်လေလူလူ၏တရားမျှတစွာစန့်ကျင်အောင်ကြွားလာမှုကိုပြစ်ခတ်နေ နေဖို့ညှင်းဆန်လာနိုင်သည်ထို့သောညှင်းဆန်လာသည့်နေသည့်မင်းအောင်လိုင်တို့မိသားစု၎င်းတို့၏ဖော်ကားလျင်ကြီးပေါ်တက်ပြရမယ့်နေလေဖြစ်ပေတော့သည်ဖြီသူတို့၏တရားသောတွန်းလန့်စေမုတ်ချအောင်မြင်ရမည်ဆလဘီတောင်ကိုမကြီးပင်အင်းရွာ၌တိုက်ပွဲပြင်းထန်နေ အိမ်များကိုစစ်ကောင်စီတပ်ကမီးရှို့နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်ငူမြို့နယ်မကြီးပင်အင်းရွာတွင်ယနေ့နေ့နဲ့အစောပိုင်းမှစ၍တိုက်ပွဲပြင်းထန်နေပြီးရွာကိုစစ်ကောင်စီတပ်ကမီးရှို့နေကြောင်းဒေသခံများကပြောပါတယ်။ရွာကအမြန်လမ်းရဲ့အနောက်ဘက်မှာစစ်တပ်စစ်ကြောင်းဝင်လာတာကနေတိုက်ပွဲဖြစ်နေတာစစ်တပ်ကအိမ်တွေကိုမီးလိုက်ရှို့နေတယ်ဗျ။ကျွန်တော်တို့အပြေးမြန်လို့ထွက်လာလို့ရတာပိတ်မိသူတွေရှိနေတယ်ဟုဒေသခံတဲ့ဦးကပြောပါတယ်။စစ်ကောင်စီတပ်ကဖုံးလိုက်များလည်းဖြတ်တောက်ထားပြီးမကြီးပင်အင်းရွာသို့ဖုံးဆက်၍မရကြောင်း ထောင်ကူမျိုးကန်တအူကပြောပါတယ်။၎င်းကကျမတို့ညီမတွေထွက်လာလို့မရဘူး။ဖုံးတွေလည်းဖြတ်ထားတယ်၊လေရင်တွေလည်းတက်တယ်၊ရွာဘက်ကမိဖို့တွေမြင်နေရတယ်ဟုပြောပါတယ်။တောင်မြို့နယ်အတွင်းရန်ကုန်မန္တလေးအမြင်လက်ဤတမိုင်ခန့်မှာခုနှစ်မိုင်ခန့်ဝေသောကြေးရွာများတွင်မေလ23ရက်နေ့မှစ၍တိုက်ပွဲဖြစ်ခဲ့သည်။စပါးကျွဲရွာ၊ချက်တက်ညောင်ပင်ရွာ၊ဂျိုးပင်ဆက်ရွာ၊ချက်ယိုးပင်ရွာ၊တော်ဖူရွာ၊စီးပင်သား ဘိုးကုန်းနှင့်ငုံမိရွာတို့မှဒေသခံများတိမ်းရှောင်နေကြရကြောင်းသိရသည်။မေလ23ရက်ကတိုက်ပွဲဖြစ်နေစဉ်ဆက်ကောင်းစီသည်အင်ဂျီ400ကျော်ရှိသည့်စပားကျွေရွာကိုလေကြောင်းမှတိုက်ခိုက်ပြီးမိရှုခဲ့ကြောင်းဒေသခံများကပြောပါရယ်။မေလ28ရက်ကလည်းတောင်ငူမြို့နယ်ဒိုးနယ်ရွာကိုစစ်ကောင်းစီတပ်ကစစ်ကြောင်းထိုးပြီးဒေသခံပြည်သူ၂ဦးကိုတပ်ဖြတ်သွားကြောင်းဒေသခံအချို့ကပြောပါရယ်။မျိုးနယ်တွင်၌တိုက်ပွဲများဖြစ်ပွားပြီးနောက်စစ်ကောင်စီကစစ်မှုထမ်းဥပဒေအကြောင်းပြ၍လူငယ်များအားဖမ်းဆီးခြင်းပေါ်တာဆွဲခြင်းများပြုလုပ်နေပြန်သည်။ စွန်လ9ရက်နေ့ကတောင်ငူမြို့မင်းကြီးညိုရက်ကွက်အပိုင်းခပောင်းရွာမှာအသက်20လူငယ်တအူးကိုညာဘက်နေအိမ်ပေါ်တက်၍ပေါ်တာဆွဲစဉ်လေးခွဖြင့်အပြစ်ခံရသည့်ဖြင့်စစ်ကောင်စီကလူငယ်တအူးကိုတနက်ဖြန်ပြစ်တက်ခဲ့သည်ဆလဘီစစ်ကောင်စီလက်အောက်ခံဇက်အာအီစခန်းတစ်ခုကို CDF ပူပေါက်တက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ်။ချင်းပြည်နယ်တွန်းဆန်မြို့နယ်အတွင်းရှိစစ်ကောင်စီလက်အောက်ခံဇူမီတန်ဇက်အာအီ တပ်စခန်းတစ်ခုကိုချင်းဒေတာကာကွယ်ရေးတပ် CDF တွန်းဆန်ပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ZRE တပ်ဖက်မှတိုက်ဆုံထိခိုက်မှုရှိခဲ့ပြီးလက်နက်ခဲယံများသိမ်းဆည်းရရှိခဲ့တယ်ဟုချင်းသတင်းရင်းမြစ်ကပြောပါရယ်ဇွန်လ9ရက်နေ့နက်ပိုင်းတွင် ကြီခါမြို့နယ်တွန်းဆန်မြို့အကြားရှိမွဲကွေရွာအနီးစစ်ကောင်စီစခန်းကို CDF တွန်းဆန်ပူပေါင်းတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်ခဲ့ရာ ZRE တပ်ဖွဲ့ဝင်2ဦး၏အလောင်းကိုရရှိခဲ့သည်ဟုသိရပါရယ်ထို့ပြင်တနက်လေးလံဒရုန်းဆိုင်ကများနှင့်ကာတက်စီမီးဆက်ခဲယံကြီးများ များလည်းရရှိခဲ့ကြောင်းသတင်းရင်းမြစ်ကပြောပါတယ်။အဲ့ဒီ ZRE လက်နက်ခဲယံသိမ်းဆည်းရမိတဲ့အထက်မှာအိန္ဒိယနိုင်ငံသားကအထောက်အထားတွေပါတာပေါ့။အဲ့ဒါကနည်းနည်းတော့အံဩစရာဖြစ်တာပေါ့ဟု၎င်းကပြောပါတယ်။ ဇက်အာအီသည်မြန်မာအိန္ဒိယနယ်စပ်ဒေသများ၌လှုပ်ရှားလျက်ရှိပြီးစစ်ကောင်စီကလက်နက်တပ်ဆင်ပေးခြင်းအပါအဝင်စစ်ကောင်စီနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည့်ဟုချင်းတော်လရေးတပ်များကထုတ်ပြန်အသိပေးထားပါသည်။ထို့ပြင်ချင်းတော်လရေးတပ်များသည်ချင်းပြည်နယ်သို့အင်အားအများအပြားနှင့်စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့်လည်းတီးတိမ်မြို့နယ်အတွင်းတိုက်ပွဲဖြစ်နေသည်ဟုသိရပါသည်။ တီးတိမ်မျိုးနဲ့တိုင်းငင်းနဲ့ကလေးမျိုးကြရှိမွယ်ပြီးရွာ၌စစ်ကောင်စီတပ်ဆက်လက်တပ်ဆွဲနေ၍တိုက်ပွဲဖြစ်ပွားမှုရှိသည်ဟုချင်းတရင်ရင်းမြစ်ကပြောပါရယ်မွယ်ပြီးကျေးရွာမှာပဲစကစကအခုထိရှေ့မတိုးနိုင်သလိုနောက်လည်းမဆုတ်ဘူးပေါ့ အဲ့ဒီရွာမှာရှိနေစေဟု၎င်းကဆိုပါတယ်။ဇွန်လ10ရက်နေ့ကိုရက်များ၌တိုက်ပွဲဆက်လက်ဖြစ်နေပြီးကလေးမျိုးစစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ကူပေးတိုက်ခိုက်မှုရှိသည်ဟုသိရပါတယ်။မီလာတတိယပတ်တွင်ချင်းတောင်သို့အင်အားအများပြားနှင့်တက်လာသည့်အဆိုပါစစ်တပ်စစ်ကြောင်းကိုချင်းညီနောင်နှင့်ချင်းပြည်ကောင်စီအဖွဲ့ဝင်တော်လှန်ရေးတပ်များအတူပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။အဆိုပါဒေသစစ်ရေးအခြေအနေများကို နှစ်ဖက်တာဝန်ရှိသူများတံပြင်းရန်ထားရာချင်းညီနောင်တာဝန်ရှိသူခါစီရေးလုံခြုံရေးအရာတိုက်ပွဲသတင်းများလိုအပ်မှသာတင့်တော်သည့်အချိန်၌ထုတ်ပြန်သွားရန်ပြဘောတူထားသည်ဟုအသိပေးပါရယ်အဆိုပါစစ်ကြောင်းသည့်တိတိမ်မျိုးကိုစိတ်အင်အားဖြည့်ရန်ချင်းညီနောင်တိတ်ထားသည့်ဖလန်မျိုးကိုပြန်လည်ထိုးစစ်ဆင်ရန်ဦးတည်သည်ဟုခံမှန်းရကြောင်းစစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် CDF CN စစ်ဦးစီးချုပ်ဦးထောင်းဘူကမေလနောက်ဆုံးအပတ်၌ပြောပြထားသည်